မင်္ဂလာပါရှင်ခေတ်သစ်တယ်လီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဗရောင်းမျိုးနယ်အတွင်းတိုက်ပွဲပြန်လည်ပြင်းထန်နေပြီးစစ်ကောင်စီကအရေးပေါ်ပေါ်တာဆွဲဖမ်းဆီးမှုများပြုလုပ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ပဲခူးတိုင်းအနောက်ကျန်းဗရောင်းတက်နယ်မတုံရွာတဝိုက်တွင်စစ်ကောင်စီနှင့်အာရကကျတ်တော် AA ပူးပေါင်းတပ်ဖွဲ့များထိတွေ့တိုက်ပွဲပြန်လည်ပြင်းထန်နေကြောင်းသိရပါသည် ။ညောင်ကျိုးမှနေ၍မတုံပတ်သောယခုမေလနောက်ဆုံးပတ်အတွင်းတွင်စည်ရေးရောက်ရှိလာပြီးစစ်ကောင်စီအမတ်ဆက်၆ကောက်ွယ်ရေးပစ္စည်းဆက်ယုံကပ္ပဆတ်၆အတွင်းမှနေ၍လက်နက်ကြီးများဖြင့်ဖြစ်ကူပေးနေပြီးစည်ရေးမှညောင်ချေတော့ဘက်သို့တက်လာခြင်းမရှိဘဲမတုံပတ်တွင်ထိတွေ့တိုက်ပွဲပြင်းထန်နေကြောင်းစည်ရေးသတင်းရင်းမြစ်ချမ်းမှသိရပါသည်။ ။ညောင်ချီတောင်းနဲ့အုတ်ရှိပင်ဘက်ကိုတိုက်ပွဲရောက်လာမယ်ထင်ပြီးစစ်ပြင်ထားတာ။ကပ္ပဆာ၁၆ထဲမှာလည်းလူအင်အားတွေဖြည့်ပြီးလက်နက်ကြီးတွေနဲ့ဇက်တိုက်ဖြစ်နေတယ်။ဒါပေမဲ့တိုက်ပွဲကမတုံဘက်ကိုလှည့်သွားတယ်ဟုစရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါရယ်။ရခိုင်ရိုးမမနေရွေးထိုးပေါက်လာသည့်စစ်မျက်နှာစာသုံးခုဖြစ်သည့်ဗဒံဗရောင်းအေယာဝတီသုံးခုအနက်ဗရောင်းတက်နယ်တွင်တိုက်ပွဲအချိန်ကြံလည်မြင့်လာခြင်းဖြစ်ပါသည်။အေအေနှင့်ပူပေါက်တပ်ဖွဲ့များသည့်ညောင်ကျိုးစခန်းကိုသိမ်းပိုက်ပြီးနောက် ငလင်ကာလအတွင်းထိုးစစ်ရက်တန့်ကအပြစ်ရထားပြီးနောက်ယခုရက်ပိုင်းတိုက်ပွဲပြန်လည်ဖြစ်ပွားလာခြင်းဖြစ်ပါတယ်။စစ်ကောင်စီကပြည်မျိုးနဲ့ဗထောင်းမျိုးနဲ့အုတ်ရှိပင်မျိုးတို့ကိုဆက်သွယ်ထားပြီးအဝေးပြေးလမ်းမကြီးနဲ့လမ်းဆုံနေရာများတွင်အဖွဲလိုက်စစ်ဆေးဖန်ဆီးမှုများလှုပ်ဆောင်လာကြောင်းဒေသခံများထံမှသိရပါတယ်။မိုးရသည်လေရလုပ်ငန်းခွင်သို့ပြန်လည်ဝင်ရောက်သည့်ကာလဖြစ်၍စစ်ကောင်စီသည်လေသမားများနှင့်အလုပ်သမားများကိုတောင်းမျက်နှာလမ်းဆုံ၊ညောင်ရှေးရင်းနှင်းလမ်းပေါ် ကမ္မလမ်းခွဲတို့တွင်ဆောင်ရည်ဖန်စည်းစစ်ဆေးခေါ်ဆောင်သွားမှုများပြုလုပ်နေကြောင်းဒေသခံများကဆိုပါတယ်ဆလပီတောင်ကုတ်တွင်စစ်မှုထမ်းဥပဒေကိုဆန္ဒပြသည့်ဒေသခံ90ခန်းကိုအေအေဖမ်းဆီးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အာရခတက်တော်အေအေဤစစ်မှုထမ်းဥပဒေကိုဆန္ဒပြသည့်တောင်ကုတ်ဒေသခံ90ခန်းကိုအေအေကဖမ်းဆီးလိုက်ကြောင်းသိရပါတယ်။ တောင်ကုတ်ဒေတာကျေးရွာ9ရွာမှအေအေအီစစ်မှုထမ်းဥပဒေကိုဆန္ဒပြခဲ့သည့်ဒေတာခံ90ခန့်ကိုပြီးခဲ့သည့်မေ18ရက်နေ့တွင်အေအေကဖမ်းဆီးလိုက်ကြောင်းဒေတာတွင်သတင်းရင်းမြစ်ထံမှသိရပါသည်သဘောဆန္ဒအလျောက် AAC မှာစစ်တင်တန်းသွားတက်နေသူတွေရှိပါတယ်။လူငယ်အများစုကတော့မိသားစုကိုရှောက်ဖွေကြွေးတာနဲ့နိုင်ငံသားထွက်ပြီးအလုပ်လုပ်ဖို့ယူမန်းချသူတွေရှိတယ်။ ကျွန်တော်တို့အိမ်ဆိုသားနဲ့သမီးကတအိမ်လုံးကိုလှုပ်ကျွေးနေတာစစ်မှုတန်းဖို့နှစ်ယောက်လုံးအသက်အကျုံးဝင်နေတယ်သူတို့အတွက်ပူပင်ရမှုတွေရှိပါတယ်ကို့အစိုးရမို့ကိုလိုချင်တာကိုတောင်းဆိုတာဖန်ဆီးခံရတာတော့မတရားပါဘူးဟုတန်ခုတ်ဒေတာခန့်ကသတင်းဌာနကိုပြောပါတယ်ကင်းတောင်ခြေရွာတန်းလွဲရွာမှမှလမူစားပြင်စသည်ခြေရွာ၅ရွာမှအမျိုးသမီးများအပါအဝင်ခြေရွာသူရွာသား90ခန့်ကိုအေအေကဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်းသိရပါတယ် ကျန်းလွင်ရွာမှကြေးရွာမှဒေသခံ22ဦးကင်းတောင်ရွာမှ14ဦးစားပြင်ရွာမှ73ဦးလမူးရွာမှ2ဦးတို့ကိုအေအေကဖမ်းဆီးထားပြီးယနေ့အထိပြန်လည်လွတ်ပေးခြင်းမရှိကြောင်းသိရပါတယ်။အေအေသည်ရခိုင်ပြည်နယ်အတွင်းနေထိုင်ကြသည့်လူငယ်များကိုရခိုင်ပြည်နယ်ပြင်ပသို့ထွက်ခွာဝင်ကိုတားမြစ်လိုက်ကြောင်းနှင့်အသက်ပြည့်မီသည့်လူငယ်တိုင်းစစ်မှုထမ်းဆောင်ရမည်ဖြစ်ကြောင်းပြီးခဲ့သည့်မေ22ရက်နေ့ကတရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ အမျိုးသမီးဖြစ်ပါကအသက်16မှ25နှစ်အတွင်းအမျိုးသားများအသက်18နှစ်မှ45နှစ်အတွင်းရခိုင်ပြည်နယ်ပြည်ပကိုထွက်ခွာခွင့်မပြုကြောင်းတားမြစ်မိတ်တခုကို AA ကထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးငန်းစုံနဘဲပင်ရွာမှပြည်သူများကိုစစ်တပ်ကရိုင်းနှံဖမ်းဆီးပြီးနေအိမ်များကိုမီးရှို့ကဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်နေ၍ဂျွာလုံးကျွတ်ထွက်ပြေးနေရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ မန္တလေးတိုင်းငန်းစုံမြို့နယ်နဘဲရွာမှာပြည်သူများကိုအကြမ်းဖက်စစ်တပ်ကရိုက်နှက်ဖမ်းဆီးပြီးနေအိမ်များကိုမိရှို့ကာဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ရာရွာလုံးကျွထွက်ပြေးနေရကြောင်းဒေသခံပြည်သူများကသတင်းဌာနသို့ပြောဆိုပါရယ်ဧပြီလ28ရက်နေ့နနက်6နာရီခန့်ကစတင်ပြီးငန်းစုံမြို့နယ်အတွင်းရောက်ရှိနေသောအကြမ်းဖက်စစ်တပ်စစ်ကြောင်းသည်နဘဲပင်ရွာကိုလက်နက်ကြီးများဖြင့်ပစ်ခတ်ကာကြီးရွာများအတွင်ကိုစစ်သားများနှင့်ပြူစောတိများကဝန်းရောက်စီးနှင်းပြီးပြည်သူပိုင်နေအိမ်နှလုံးကိုမိရှို့ဖျက်ဆီးခဲ့ကြောင်းသိရပါသည် ထို့ပြင်အကြမ်းဖက်စစ်ကောင်စီတပ်သားများသည်ပြည်သူပိုင်ရွှေငွေဆိုင်ကယ်ကားများအပါအဝင်စံစီများကိုပါယူဆောင်သွားပြီးထောင်နှင်းချီသော ပြည်သူများသည်ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်းသိရပါသည်။မီလ9ရက်နေ့တွင်အကြမ်းဖက်စစ်ကောင်စီတပ်သားများသည်နဘဲပင်ရွာကိုဒရုန်းဖြင့်ဖုံးကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့်နေအိမ်သုံးလုံးပျက်စီးခဲ့ကြောင်းသိရပါသည်။ မေလ24ရက်နေ့နနက်အစောပိုင်းတွင်လည်းအကြံဖက်စစ်ကောင်စီတပ်သားများကဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်ခြင်းကြောင့်နေအိမ်နှင့်အဆောက်အုံများထပ်မံထိခိုက်ပျက်စီးခဲ့ကြောင်းခြေရွာနေပြည်သူများသည်လက်ရှိချိန်ထိရွာထဲ၌နေထိုင်ရဲခြင်းမရှိသေးဘဲတိမ်းရှောင်နေရဆဲဖြစ်ကြောင်းသိရပါသည်အကြံဖက်စစ်ကောင်စီတပ်သားများသည်ပြည်သူပိုင်ပစ္စည်းများကိုထည့်ယူသွားရာတွင်ငွေကြက်သိန်းထောင်ချီဖိုးရှိပြီး NLD အစိုးရလက်ထက်ကခန့်အပ်ခံရသောခြေရွာအုပ်ချုပ်ရေးမှုအပါအဝင်ပြည်သူများကိုလည်းဖမ်းဆီးနှိပ်စက်ကခေါ်ဆောင်သွားကြောင်းသိရပါသည် စစ်ခွေးစစ်ကြောင်းကဧပြီလ28ရက်နေ့ကတည်းကရောက်နေတာနဘဲပင်ကျေးရွာကိုသူတို့ရောက်ရောက်ချင်းဝင်းရောက်စီးနေတဲ့ရွာတွေကပစ္စည်းအလုံးကိုလည်းစစ်ခွေးတွေကယူသွားတယ်ဆိုင်ကယ်တွေကားတွေကအစအကုန်ယူတာနေအိမ်နှလုံးကိုမိရှုသွားတယ်လက်ရှိချိန်ထိလည်းရွာတွေကိုစစ်ခွေးတွေကဒရုန်းတွေနဲ့ပုံကျဲနေလို့ရွာလုံးကျွတ်ထွက်ပြေးနေရတော့မယ်ကျေးရွာတွေကအယက်သားအစိုးရလက်ထက်မှာခန့်အပ်ခံရတဲ့ရွာလူကြီးအပါအဝင်ပြည်သူအချို့ကိုဖမ်းဆီးနှိပ်စက်ပြီးလဲခေါ်ဆောင်သွားတယ်ဟုဒေသခံပြည်သူတအူးကပြောပါတယ် ဆက်လက်ပြီးစစ်တပ်ရိတ်ခါနဲ့လက်နက်ခဲယံများတည်ယူလေးရှိသည့်ရန်ကုန်မော်လမြိုင်ရထားလမ်းမိုင်းခွဲခံရပြီးကုန်တင်ရထားတိတ်မောက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။မော်ပြည်နယ်မော်လမြိုင်မြို့ရှိအရှိတောင်တိုင်းစစ်ဌာနချုပ်ထံသို့စစ်တပ်ရိတ်ခါနဲ့လက်နက်ခဲယံများမကြာခဏတည်ယူလေးရှိသည့်ရန်ကုန်မော်လမြိုင်ရထားလမ်းမိုင်းခွဲခံရပြီးကုန်တင်ရထားတိတ်မောက်သွားကြောင်းမြမမီရထားထံမှသိရပါတယ်။ ယနေ့မေ25ရက်နေ့နနက်9:00နာရီခွဲအချိန်ခန့်မွန်ပြည်နယ်ပေါင်မြို့နယ်သဲပြူကုန်းပူရာမှတာငူမျိုးပတ်သို့ထွက်ခွာလာသောစက်ကောင်းအမတ် DF 1373ခုံမောင်းလာသောယထာအတွဲ16ရဲပါကုန်းတယထာအမှန်689အစုံယထာမှာတထုံမြို့နယ်မိုးကောင်းချေးရွာအုပ်စုကလီကျွန်းချေးရွာအနီးယထာမိုင်တိုင်းအမှန်124မြင်းဆောင်3အနီးမိုင်းမိခဲ့ကြောင် မိုင်းပောက်ကွဲမှုကြောင့်ကုန်တည်ရထားအတွဲလေးတွေလမ်းချော်ပြက်စီးသွားပြီးရထားလမ်းပေ250ဝန်းကျင်ပြတ်တောက်သွားကြောင်းသိရှိရပါတယ်။လောလောဆယ်တော့ရန်ကုန်မော်လမြိုင်ရထားခရီးစဉ်တွေအလုံးရန်နာသွားပါပြီ။ဒီမနက်ကုန်တည်ရထားမှောက်တာမှာတော့လူထိခိုက်မှုမရှိပါဘူးဟုမော်လမြိုင်ပူရာကြီးမှဝန်ထမ်းတအူးကသတင်းဌာနသို့ပြောဆိုပါတယ်။ ရန်ကုန်မော်လမြိုင်ရထားလမ်းမတက်စဉ်ကုန်းရထားများဖြင့်မော်လမြိုင်ရှိအရှိတောင်တိုင်းစစ်ဌာနချုပ်နှင့်ရတခနယ်မြေများသို့စစ်ကူများနှင့်လက်နက်ခရံများကိုစစ်တပ်ကမကြာခဏပို့ဆောင်လေးရှိကြောင်းတော်လရင်တည်င်းရင်းမြစ်များကပြောဆိုကြပါသည်။မေလ6ရက်နေ့ကလည်းမွန်ပြည်နယ်ဘီလင်းမြို့နယ်အတွင်းရှိရန်ကုန်မော်လမြိုင်ရထားလမ်းနှင်းပလဲပူရာနှင့်တောင်စုံပူရာအကြားမိုင်းကွဲခံရပြီးတရားတစင်းပါပြုတ်ကြပြစည်းသွားကြောင်းသိရပါသည်။ ဆက်လက်ပြီးចောင်းများထက်မှန်တိုးချဲ့မည်ဖြစ်၍စီရီယန်ဆရာဆရာမများ၊ရှောက်ထားနိုင်ဦး MNDAA ခေါ်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကိုကန့်တက်မတော့ MNDAA ထိန်းချုပ်ထားသည့်အထူးဒေတာတစ်တွင်အခြေခံပညာသင်ကျောင်းများကိုထိုးချက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း MNDAA ကအသိပေးပြီးပညာရေးဝန်ထမ်းများခေါ်ယူခဲ့ပါသည် 2025-2026ပညာသင်နှင့်အထူးဒေသတည်အတွင်းရှိအခြေခံပညာကျောင်းများအတွက်ပညာရေးဝန်ထမ်းများခေါ်ယူခြင်းကြေညာချက်ကိုယနေ့မေလ25ရက်ထုတ်ပြန်အသိပေးခဲ့ခြင်းဖြစ်ပါသည်။အထူးဒေတာတည်တွင်2024-2025ပညာသင်နှစ်ကစ၍ကျောင်းငယ်အရွယ်ကလေးများအလုံးပညာသင်ယူနိုင်ရန်အတွက်အခြေခံပညာကျောင်း22ကျောင်းဖွင့်လှစ်ခဲ့ပြီး2025-2026ပညာသင်နှစ်တွင အခြေခံပညာကျောင်းများထပ်မံတိုးချဲ့ဖွင့်လှစ်မည်ဖြစ်သည်ဟုဆိုပါတယ်။ထို့ကြောင့်အခြေခံပညာကျောင်းများမှ CDM ပြုလုပ်ထားသောဆရာဆရာမများတက္ကသိုလ်တခုခုဖွဲ့ရရှိသူများနှင့် CDM ပြုလုပ်ထားသောတက္ကသိုလ်ကျောင်းသားကျောင်းသူများအနေဖြင့်အထူးဒေသတည်အတွင်းရှိ အခြေခံပညာကျောင်းများတွင်တာဝန်ထမ်းဆောင်လိုပါကရှောက်ထားနိုင်ကြောင်းအသိပေးထားပါတယ်။ MNDAA သည်2023အောက်တိုဘာ28ရက်တွင်2029စစ်စင်ရေးစင်တွဲကလောက်ကင်မြို့အပါဝင်ကိုကန့်ဒေတာတစ်ခုလုံးကိုသိမ်းပိုက်ထိန်ချုပ်နိုင်ခဲ့သည်အရှိမျောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရမခအပါဝင်လာရှုံမြို့ကိုပါသိမ်းပိုက်နိုင်ခဲ့တော်လဲတရုတ်အစိုးရ၏ PR ပေးမှုကြောင့်2025ခုနှစ်နှစ်စန်းတွင်စစ်ကောင်စီနှင့်အပြည့်ရဲဆဲရေးလှုပ်ဆောင်ကဧပြီလလာရှုံမြို့ကိုစစ်ကောင်စီထံပြန်လွှဲပေးခဲ့ရသည်